မြန်မာပြည်မှာဂျင်းတဲ့တို့ထဲခဲ့တဲ့တဲမှာလေမိတို့တွေကဖုံးစင်ကတ်ကို တိန်လင်းဟိုတိန်လင်း50တန်စင်ကတ်ကို1500လောက်လုတ်ပေးခဲ့တာဥတိန်စင်ကျေးဇူးတွေရှိတယ်ဆိုတော့စောက်ပေါ်တွေ ਆ လေတက်တက်ကိုရှိတယ်အဲ့ဒီဂျင်းကိုယုံတဲ့လူရှိသူဒီဂျင်းတွေကိုအခုထိလိုက်ထည့်နေတဲ့အောက်တန်းစားတွေရရှိတယ်အဲ့ကျတော့မကြီးငါပေါက်ပါပြောကြည့်ပါ no 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 ငါပေါ့ပြောပြီးရင်ငါပေါ့နဲ့စကားထက်သူပြောတဲ့သူတို့ဘက်ကပဲနော်သူတို့ဘက်ကလူတွေကိုမောင်မောင်ဘာပြောလဲကြည့်ပါအကုန်လုံးထောင်ထွက်တေးကြိုင်မဲပြီးပြီးမှာထောင်ထွက်တေးကြိုင်မြန်မာနိုင်ငံကြီးကိုစီးပွားရေးခဲလဲခိုင်းမှာဆိုရင်လဲဒီထက်မကဖိုးမှာပဲဒီထက်မကဖြုံးမှာပဲထောင်ထွက်ဆိုတာကငါပေါ့ရဲ့ထောင်ထားထွက်တိုင်းလူတယောက်ကတန်ဖိုးမဲ့သွားတာမဟုတ်ဘူးဒီလူတယောက်က ထောင်ထဲကိုဘာကိစ္စနဲ့ဝင်ရတာလဲအဲ့ဒီအပေါ်မှာတန်ဖိုးရှိတယ် နော်မင်းတို့အသင်းအဓမ္မနိုင်ငံရေးပြစ်မှုလုပ်တယ်ဆိုတော့နိုင်ငံကောင်းဖို့အတွက်သူ့ရဲ့ခံယူချက်နဲ့တူလုပ်တဲ့သူကိုနိုင်ငံရေးပုံမှန်တွေတတ်နှစ်ပေါင်း30 40 50 60 80 90မကြားဘူးတဲ့အရာတွေပုံမှန်မျိုးစုံတတ်ပြီးတော့ဖမ်းပြီးထောင်ထဲထည့်လိုက်တဲ့သူကမင်းတို့အောက်တန်းစားတဲ့အများကြီးပြင်းပြတ်တယ်အဲ့တော့ထောင်ထွက်ဖြစ်တိုင်းလူဟာတန်ဖိုးမဲ့တာမဟုတ်ဘူးရှင်းလားနော်မင်းမေမင်းမေကိုမရင်းတဲ့ချင်း မင်းသမားကိုမဒိန်းတက်ပြီးထောင်ထဲဝင်သွားတယ်ဆိုရင်တော့အဒီကောကမဒိန်းမှုနဲ့ထောင်ကြတဲ့ကောင်ဒါဆိုရင်တော့မဒိန်းသမားထောင်ထွက်တော့ဆိုတန်ဖိုးမဲ့ခြင်းမဲ့မယ်သိလားအဲ့တော့မင်းတို့ဘက်ကအဲ့ဒီကောင်တွေပြောတဲ့စကားအမျက်ရှိတယ်ထောင်ထွက်နေရတက်အုပ်ချုပ်တာဆိုဒေါ်အောင်ဆန်းစုကြည်ဦးဝင်းမြင့်အပါဝင် NLD ခေါင်းဆောင်ဘိုင်းတွေဟာထောင်ထဲဝင်ရတာဘာကြောင့်ဝင်ရတာလဲဟမ်မင်းတို့စစ်ခေါင်းဆောင်အဆက်ဆက်တစ်ဖက်မှတက်လာတဲ့ဘယ်သူဖြစ်ဖြစ်မင်းတို့စစ်အာဏာရှင်စနစ်နဲ့ဆန့်ကျင်ဘက်ဒီမိုကရေစီဘက်အချမ်းမှာ တိုင်းပြည်အတွက်လိုအပ်လို့နော်ယုံကြည်ချက်ရှိလို့တိုင်းပြည်ကိုတိုးတက်စေခြင်းလို့တိုးတက်တိုင်းပြည်ကိုသူများနိုင်ငံတွေလို့ဒန်းတူဖြစ်စေခြင်းလို့အဲ့ဒီစိတ်နဲ့စနစ်တစ်ခုကိုအတက်တွင်းဖို့လုပ်တဲ့လူမှန်တမန်ကိုမီးမျိုးစုံပုံမှမျိုးစုံတွေတက်မတရားဖန်ဆီးဒုက္ခပေးတက်ဖြတ်ထောင်ထဲထဲအဲ့လိုထဲ့ခံရလို့ထောင်ထွက်ဖြစ်ကြတာလေသူတို့ဟာအဲ့ဒါတန်ဖိုးရှိတဲ့ထောင်ထွက်တွေမှတ်ထားငပောက်မင်းပညာမဲ့တဲ့အောက်တန်းစားမင်းဟာသိလား မင်းတို့လိုသူများကိုလမ်းပြမဲ့သူကဒလိုပေါက်ပန်း60အောက်တန်းစားစကားပြောမှတော့ဒီတိုင်းပြည်ကမပြတ်ပဲနေမလားဟမ်မင်းကတော်တော်အောက်တန်းကြတာကောင်မငပောက်စီဝါရေးလက်ပြီးတော့တက်တက်ခိုင်ပြီးတော့လုံးပါပြီဘောင်ဆန်းစုကြည်နဲ့ဒီပါတီမှာတော့သူတို့တော်အမှဖြစ်တော့သူပြောခဲ့တဲ့စကားဦးစင်းတော့ရိုင်းကြိုက်တယ်ဘာပြောခဲ့ရလဲဘောင်ဆန်းစုကြည်ကတဲ့ကျမတို့ကတဲ့ဘောင်ဆန်းစုကြည်ကိုဘောလုံးခွဲနဲ့ဘောလုံးခွဲနဲ့သူကဥပမာပေးပါတယ်ဘောင်ဆန်းစုကြည်ကတဲ့ဘိုးလဲနောက်တန်းလဲသူပဲတဲ့အလဲတန်းလဲသူပဲတဲ့ရှေးတန်းလဲသူပဲတဲ့ တကွင်းလုံးကိုပတ်ကန်နေတော့ကျမတို့ကဘယ်နေရာနေရမှာလဲဘယ်နေရာကန်ရမှာလဲအော်မကန်ရလို့ဖြစ်တာပေါ့ဟုတ်လားတက်တက်ခိုင်ရ2015မတိုင်ခင်မှာ NLD တွေဝင်လာတယ်เนาะနေမရတက်တက်ခိုင်တိလားတိလားနေမရတက်တက်ခိုင်ငပောက်ငါပြောပြမယ်နေမရတက်တက်ခိုင်ရ2015မှာ NLD တွေဝင်လာတယ် NLD အရှေ့ယူဝါနဲ့လွတ်တော်အမတ်ဖြစ်လာတယ်ဖြစ်လာပြီးတဲ့နောက်မှာ2016ခုနှစ်မှာရန်ကုန်တိုင်းဒေတာအစိုးရအဖွဲ့ကထမ်းမြင့်အဆောက်အုံတွေစောက်တဲ့ကန်ထရိုက်လုပ်ငန်းပေါင်း200ကျော်ကိုပိတ်သိမ်းခဲ့တယ် အဲ့ဒီထဲမှာမယန်းကုန်းမြို့နယ်မှာရှိတဲ့တပ်တပ်ခိုင်ရဲ့လုပ်ငန်းမှာပါသွားတယ်။ဘာဖြစ်လို့ပိတ်သိမ်းတာလဲ။အထက်မြင့်အဆောက်အုံတွေ၆လနေမှာတတ်မှတ်ထားတဲ့စံချိန်စံနှုန်းပြစ်မိအောင်မဆောက်ပဲတဲ့ခိုးတဲ့ကုမ္ပဏီတွေကိုပိတ်တာ။အဲ့ဒါကိုတပ်တပ်ခိုင်ကမကျေနပ်လို့အဲ့ဒါကစပြီးတော့ NLD ကိုဖောင်းထုတ်တာ။ဖောင်းထုတ်ပြီးတော့2020ရွေးကောက်ပွဲမှာနော်ဘယ်ရောက်ဝင်လဲ။ဟမ်အဲ့ဒါအဖြေပဲ။ ဲ့တော့ပြောချင်တာကကွာမင်းတို့ကဟိုဗစက်သက်ရှိရရှောက်ပြောတာစကားလားမင်းမင်းမင်းတို့ပဲအချမ်းကအဲ့လိုပဲလားငါကြည့်တာမင်းစောက်ပေါင်းကြီးကြားနဲ့ပြောချင်တာနဲ့စွတ်ပြောပြီးတော့ဟိုမင်းတို့မကြိုက်တဲ့လူနဲ့မတဲ့တဲ့လူမှန်တယ်ဗျာမင်းတို့ဘက်ကမင်းမင်းတို့မင်းတို့ဘက်ကပြခလေးတွေလိုပဲဟမ်မင်းတို့ဒီဒေါ်ဆန်းစုကြည်အပါအဝင်ဒီမိုစီဘက်အချမ်းကိုမင်းတို့လုံးဝမကြိုက်ဘူးအဲ့တော့အဲ့ဒီဒီမိုကရေစီဘက်အချမ်းကိုမကောင်းပြောမဲ့လူမှန်တယ်ဗျာဒီမင်းတို့ရဲ့အမှန်တရားဟုတ်တယ်မလားဟုတ်ပါတယ်အခုမင်းတို့ဖြစ်နေအဲ့လားပဲဟုတ်တယ်နော် ငါတို့ကြအဲ့လိုမဟုတ်စစ်တပ်ကိုမကောင်းပြောတိုင်းငါတို့မှန်တယ်လို့မပြောဘူးဗျမ်းမလာလှုပ်ပြီးစစ်တပ်ကိုမကောင်းပြောတိုင်းမှန်ပါတယ်မပြောဘူးမကောင်းပြောတဲ့အရာတွေတကယ်မကောင်းတာကိုမကောင်းပြောရမှာငါတို့လက်ခံတယ်သိလားအဲ့တော့မင်းတို့ဖြစ်နေတဲ့ပုံပြမယ်ဓမ္မကြီးမင်းတို့ပဲအချမ်းရနော်ကိုမောင်မောင်ပြောရတာနားထောင်ပါမိမိတို့ဖိုင်စုံအောင်နားမထောင်ကြက်တွေတုံးလို့ဓမ္မကိုမောင်မောင်ပြောတာကိုနားထောင်ကြည့်ပါငါပေါ့မင်းနားထောင်ပါ ဥသိမ်းစိန်လက်ထက်ပေါ့နော်ဥသိမ်းစိန်လက်ထက်ကကြန့်ခိုင်ရေးပါတီက majority နဲ့နိုင်ပြီးတော့ကျွန်တော်တို့ဒီ2010ကနေစပြီးတော့အစိုးရဖြစ်လာတယ်။အာ45သိန်းလောက်ရှိတဲ့ဖုန်းတွေအားလုံးက9 9သိန်းကိုရောက်သွားနောက်ဆုံးပြီး1500လမ်းစင်ကတ်တော့မှမင်းတို့ဝယ်သုံးနေရမလားအဘသူကျေးဇူးတယ်ဥသိမ်းစိန်ကျေးဇူးတယ်။ဥသိမ်းစိန်ကျေးဇူးတယ်လုံးဝဒါဘယ်လိုခေါ်မလဲဆိုတော့အကြံအရေးပါတီဘလောက်ထိကောင်းတယ်လဲပေါ့အဲဒါလေးကသူတို့ပြောပြနောက်ထပ်ကားပေါ့ကားကလည်းအခုဆိုနောက်ဆိုကွာတရာဘုနှစ်စီးထစ်သွားတယ်ကွာလေနော်အဲဘလောက်ပါဆိုတော့တရာဘုနှစ်စီးဆိုတာ သိန်း100လောက်နဲ့နေမှာ90လောက်ပဲစီးနိုင်တယ်ပေါ့ဟိုတုန်းကတာတီစီလွယ်တာမဟုတ်ဒါဗျကျွန်တော်တို့ Land Cruiser တစ်စီးစီးဖို့ဆိုတော့300အဲ့တော့ငွေ300နဲ့တာမဟုတ်တာဒါတွေအားလုံးဘယ်သူကပိတ်ထားရလဲနော်ခင်ဗျားတို့ကျွန်တော်တို့ဖုန်းတစ်လုံး45သိန်းပေးသုံးနေရတဲ့အချိန်မှာနိုင်ငံတကာမှာဖုန်းတစ်လုံးစင်ကတ်တကတ်ဖုန်းတစ်လုံးကဘယ်လောက်မှမရှိဘူးဒါအဲ့စကားကိုကျွန်တော်ပြောခဲ့ဘူးပါဘီနော်ဖုန်းတစ်လုံးစင်ကတ်တကတ်1500နဲ့ပေးလိုက်တော့သူများနိုင်ငံမှာစင်ကတ်တယ်မဟုတ်ဘူးလို့ဖုန်းမှာအလကားပေးသုံးလို့ရတယ်စင်ဖုန်းစင်ကတ်ကိုဖုန်းဟန်ဟန်ဆက်ကိုအလကားပေးလိုက်လို့ရတယ်ဒါပေမဲ့ ခုနကပြောသူရဲ့ဈေးကွက်မှာကြည့်အဲ့တော့မတိအဲ့ချိန်ကမြန်မာပြည်မှာဒီ Nokia ဖုန်းလိုဟာမျိုးခါထိုးထားဟာဘောစီအာဆောင်းဝန်းထင်ကြီးတာအဲ့လိုအဲ့လိုလားဖုန်းထိုးထားလိုက်ခါရမဲ့လူတွေတပုံကြီးဟမ်ဖြစ်နေတာသူများနိုင်ငံမှာပဲခလေးကစားစရာအဆင်မရှိတယ်ကိုဘဝနိုင်ညနေတာတော့နိုင်ညမှန်မတိတဲ့ဘဝလေးငါတို့ကလူစင်မမီဖြစ်နေတာကိုလူစင်မမီမှမတိတာဒီတော့ငါတို့လူစင်မမီအောင်ဘသူတွေလှုပ်ထားလဲဆိုတာစဉ်းစားဖို့ဆိုတာအဝေးကြီး နော်ဒီလူစင်မမီဘဝလေးရတာတော့ဒီတက်ခံရေးပါတီအကောင်းလို့ပါဥပလင်းဂျေဆုရှင်ကြီးတက်ခံရေးပါတီဟမ်အခုအေယာဝတီတိုင်းမှာချမ်ဖို့ပါတီကမဲဆယ်စီယုံပွဲကိုမလာလို့တဲ့အုတ်ချုပ်ရင်မှုလုတ်တဲ့ကောင်ကအဲ့ဒီမလာတဲ့အိမ်တွေကိုပတ်စံ3တောင်းစီဒဏ်ရိုက်တယ်နော်ပတ်စံ3တောင်းစီဒဏ်ရိုက်တယ်ပြီးလို့ရှိရင်လက်ရှိချမ်ဖို့ပါတီအပါဆိုစော်ကားတာလို့စစ်တပ်ကိုစော်ကားတာလို့အဲ့လိုစော်ကားတာဟာနိုင်ငံတော်ကိုစော်ကားရရောက်တယ် ထောင်နှစ်20တော့ခြံံထိမယ်လို့အဲ့ဒီအုတ်ကြီးမအေလိုးကချိန်ချောက်တယ်ဟမ်အဲ့ဒီမအေလိုးတွဲရှင်စမ်းပါတယ်ဟမ်ဘလောက်တောင်တိုင်းပြည်ဟာစုတ်ပြတ်နေတဲ့အချိန်မှာဒီလိုမျိုးစကားမျိုးပြောဒါမှမဟုတ်ဒီကောင်တွေလောက်ခဲ့တဲ့လောက်ရက်တွေပြောခဲ့တဲ့စကားတွေအလတ်တမဖြစ်ပါဘူးတပြည့်ဦးစိတ်ကြဘာလို့ဆိုဒါတွေကတော်လန်ရေးပြီးတဲ့နေ့ကျရင်အကုန်ပြန်လာမှာဒီတော်လန်ရေးကာလမှာစစ်တပ်ကခိုင်းတဲ့မြောက်ကိုပြည်သူကိုဒုက္ခပေးခဲ့တဲ့အောက်ခြေအုပ်ကြီးစိန်ခေါင်းကအစပြစ်မှုအကုန်မြောက်တယ်နော် ဒါတွေဟာတက်တဲ့တက်ကရရှိလို့တော်လိုင်းပြီးရင်ပြန်တရားစွဲရင်အကုန်ရင်ဆိုင်ရမှာမပူနဲ့မပူနဲ့အဲ့ဒီချိန်ကျရင်ထောင်ထဲမှာတိုးချဲ့ပြီးစောက်ကောင်းတယ်တော်လိုင်းရဲ့အလွန်ကာလမင်းတို့ငါတို့တော်လိုင်းကိုမင်းတို့မနိုင်ပါစေနဲ့လို့လာဆုတောင်းအကောင်းပြောတာအုတ်ကြီးကြီးအုတ်ကြီးဆိုတော့ဘယ်နဲ့ကပြောသလိုပေါ့တခုရှိတယ်အပေါ်ကခိုင်းလို့မလွန်ဆန်နိုင်ဘူးမလွန်ဆန်တဲ့စိတ်နဲ့လောက်ကတဲ့အုတ်ကြီးတွေတမျိုးနော်ကိုယ်ယူရမှာလဲအစဉ်ပြေအောင်ပြည်သူနဲ့အပေါ်ကိုလည်းဘယ်နဲ့ကပြောသူ့ကို မဟိုအေးမယူအောင်မို့စသဖြင့်ဒီလိုမျိုးနေပေးတဲ့အုတ်ကြီးတွေကြတော့ဒါကတော့ဟိုထွင်းချက်အနေနဲ့နားလည်းပေးလို့ရတယ်အပေါ်ကခိုင်းလိုက်တယ်အဲ့ဒီခိုင်းလိုက်တဲ့ဟာလည်းဆယ်စားလောက်အောက်မှာပြန်ရုပ်မှန်းတဲ့ကောင်မျိုးတွေမပူနဲ့ဒီကာလမှာအေးယူလို့မရရင်တော့တော်နိုင်အလွန်ကာလကြိုင်ကြည့်လိုက်ဒါကြောင့်မလို့ရွာလူရွာသားတွေအနေနဲ့ကြည့်ထားပါကိုယ်ရွာမှာရှိတဲ့ဘယ်အုတ်ကြီးကဘလို့ရာသွေးမှုမြောက်တာကိုဘလို့လုပ်ထားတယ်ဘလို့တယ်မမှုမြောက်တာကိုဘလို့ကျူးလွန်ထားတယ်ခမားတို့စုစောင်းမှာတက်တယ်ပဲတက်သေးတာစုထားလိုက်ကျင်းနေရတယ် မရစရာအကြောင်းမရှိဘူးเนาะအဲ့ဒါအဲ့ဒါလေးကိုတိဖို့လိုတယ်ကိုယ်မြန်မာပြည်မှာရှိတဲ့ပြည်တွင်းမှာရှိတဲ့လူတွေအားလုံးကဒီကာလမှာဘာမှပြောရရင်မရှိလောက်ကန်ရင်မရှိအလိုနေနဲ့ကြောက်နေရတဲ့ဘဝတွေဒါပေမဲ့ကြိတ်ထားစုထားเนาะလာပါမယ်အဲ့အလောင်းပါမိတွေပိတ်ထားတာလေပိတ်ထားတာဒီဆိုးရပိတ်ထားဒီဆိုးရပြတ်တက်လာဒီဆိုးရဖွင့်မိတာဒါသူသိမ့်စိန်နဲ့ကြန့်ခံကြီးကအရန်ကြီးတော်သွားတာလားဟုတ်တယ်တော်တယ်အင်းကိုမောင်ကခင်ဗျားကလည်းခင်ဗျားပြောပြန်ပြီးတော်တယ်နေပြည်တော်ကြီးစောက်ပေးထားတာမှာကျန်ခင်ဗျားတို့ဒါစော်ကောင်းမို့လား ဟမ်စစ်တပ်ကစောက်ပေးတာကျေးဇူးရှင်နေလေဟာမြန်လန်းကြီးဖောက်ပေးတာမှဝက်လီးလိုပဲဒီမှာမြန်လန်းဟမ်ဒူ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 ဖြစ်နေတယ်ဟာအဲ့ဒါခင်ဗျားတို့စစ်တပ်ကစောက်ပေးထားတာလေဟမ်ကျေးဇူးရှင်ရင်သူတို့ကိုယ်တိုင်ပြောထားတာမင်းကြည့်ပါလားငကောဆိုအဲ့ဒီဖွတ်တယ်မထွက်ထွက်ပြောမတွေ့ဘူးလားအဲ့ဒီလွတ်တော်ကြီးတွေစောက်ပေးထားတာအာကျေးဇူးရှင်နေမှသူတို့အဲ့လိုမျိုးမတူကျွန်တော်ထင်တယ်သူတို့မရရဖာခံပြီးစောက်တာအောင်မေလို့ဟုတ်တယ်လေ ကျေးဇူးရှင်ဆိုတော့ဒါတိုင်းပြည်ငွေတော့မဟုတ်မှာမဟုတ်ဘူး။တိုင်းပြည်ကဆင်းရဲနေတော့စစ်ဖို့ကြုံမရတဲ့အကုန်စု။လာဟစ်ဘုကတော်များဖာယုံပွဲအဲနဲ့ဖာဖွဲ့ကြီးဆိုပြီးတော့အဲဖာယုံကြီးစောက်ပြီးတော့လာချနေတဲ့ကောင်လာချနော်ရမုံဝေထက်ငါတို့နိုင်ငံအမြန်လိုင်းကြီးစောက်ဖို့ငါတို့စင်ကတ်တွေကိုအဲ၄500ထောင်1500ရအောင်လုပ်ဖို့ဟုတ်လားအဲအဲ့လိုမျိုးလုပ်ခဲ့တာဖြစ်မယ်ဟမ်ကြံဖို့ကအဲကတော်တွေနဲ့အဲ့ဒီစစ်ဘုံကျောက်ကတော်တွေအတူတူပါကြံဖို့ကတော်စစ်ဘုံကျောက်ကတော်အတူတူပဲဟာယူဟုတ်လား စစ်ဖို့ချုပ်ကတော်နေဆိုတော့နည်းနည်းဒီကောင်လေးကဟိုနေနေပေါ့တောက်တောက်ဖျက်ဖျောက်ကြီးတွေပေါ့နော်ရေစင်းကားတွေကိုကောက်ထားတာဆိုတော့ဟုတ်တယ်မလားအဲအဲ့ဒါအဲ့ဒါဖြစ်လို့တို့ကဖာခပူရတယ်လေကျုံးကြီးနှစ်ကောင်နဲ့များတော့ကတော့ပါဗျာကြည်နေတဲ့သူတွေဟုတ်တယ်မလားအဲ့ဒါဆိုဂျေဆုရှင်တို့တို့သတ်မှတ်တာလေအမ်မြောက်ကားဒီကားတစ်စီးတစ်စီးရဲ့တံပိုးအထီးကဈေးကြီးနေအဲ့ကညာနာလိုင်စင်အရေးကြီးနေတာလေဒီလိုင်စင်ဖြေလျှော့ပေးလို့ရှိရင်ဘယ်အစိုးရမှမလုပ်နိုင်နဲ့အဲ့ဒါပဲလေသူများနိုင်တယ်မှာကားစီးစီးတာဘာမှထူးဆန်းတဲ့အရာမဟုတ်ဘူးလေဗျာထိုင်းမှာအခုပတ်စံလေး၄၅တောင်းရှိလို့ရှိရင် လော့ကင်နေရစီတော့ဝယ်စည်းလို့ရပြီလေဟုတ်တယ်မလားအေးကိုကကောင်းကောင်းစည်းမယ်ဆိုရင်တော့ဈေးကြီးရင်ကြီးမှာပေါ့ဘာထူးဆန်းလဲအချိန်ကလောက်တော့မှအစ်င့်တော်မှပတ်စံ၄ငါးတောင်စုမနိုင်ဘူးလားစုနိုင်တယ်လေဟုတ်တယ်မလားဟောကြက်ခိုင်ယူကျွန်တော်ကထိုင်ပြီးတော့နေအောင်ပါလားဘသူပိတ်ထားတာလဲနားအဖပိတ်ထားတာလေနိုင်ငံအေဂျင့်တိုင်းဖွင့်ပြကောင်စီကပိတ်ထားတာသူပိတ်ထားတာသူပြန်ဖွင့်ပေးတာလေအဲ့လေအဲ့ဒါကြီးကကြက်ခိုင်ယူကျွန်တော်တို့ကထိုင်ပြီးတော့နေအောင်ငါကတော့မယ်သူတို့ကကတော့မယ်သူတို့ကကျေးဇူးရှင်သားဖြစ်ချင်တာမယုံရင်မေးကြည့်ပါလားဟုတ်လားအဲတခြားကိစ္စတွေရှိသေးတယ်ဗျာတခြားလုံးမြောက်ကိစ္စတွေဒါအရင်ကလည်းဒီပုံကိုယ်တွေကပြိတ်ထားဒီပုံကိုယ်တွေကပြန်ဖွင့်ပြီလား အဲ့သူတို့ပိတ်ပြီးသူတို့ပြန်ဖွင့်လာလို့ရှိသေးတယ်နိုင်ငံရေးအကျဉ်းသားတွေသူတို့ကိုယ်တိုင်မတရားပုံမှတ်တွေတပ်ပြီးဖမ်းတယ်သူတို့ကိုယ်တိုင်ပြန်ပြီးလွှတ်ပေးတယ်အာဟာလူငယ်ချမ်းသာဝင်နဲ့လွှတ်လိုက်တယ်အမလေးကျေးဇူးတင်လိုက်တာအမလေးမတိတဲ့ကောင်ကျေးဇူးတင်နေနော်ဖမ်းတာဘလူဖမ်းတာလဲပြောသူတို့ဖမ်းတာလေလွှတ်တာဘလူလွှတ်တာသူတို့ပဲလွှတ်တာအော်ရေကျေးဇူးတင်တာအေးကျေးဇူးတင်နေအေးကျေးဇူးတင်ပါတယ်လို့နော်သူတို့ကျေးဇူးတင်ကိုယ်လည်းကျေးဇူးတင်ပေးလိုက်ဘာလို့ဆိုအဲ့ဒီအတန်းစားကိုတော့မငင်းနဲ့တော့ဘာလေးကုန်းနဲ့လေတော့ငင်းလို့ဒီလိုပြောပြီဆိုတဲ့အဲ့ဒီအတန်းစားရဲ့ခေါင်းတီးနေဆိုတာတိသွားပြီး တော့မငင်းနဲ့တော့လှုပ်ပေးထားလိုက်သူတို့ကယေရှုရှင်ဆိုအေးယေရှုတင်မောင်းမယ်နော်လှုပ်ပေးလိုက်အစင်းပိတ်တက်ပေးလိုက်ပြီးချာအဲ့လိုမျိုးသွားမသားနဲ့ဟိုကိုကျင်းနဲ့မစားနဲ့တနာနဲ့မတနာနဲ့သူကကြက်ခံရေးကအရန်တော်ပါဆိုတာမဟုတ်သေးဘူးလေကျွန်တော်တို့ဖုန်း55သိန်းပေးသုံးနေတဲ့အချိန်မှာခင်ဗျားတို့ထိုင်းမှာနေဦးမင်းသိပါလိမ့်မယ်နော်ဖုန်းတလုံးလုံးဘလောက်မှမရှိပါဘူးအဲ့ဒီတော့ဒီက license နဲ့လုတ်ပိုင်ခွင့်နဲ့နော်နိုင်ငံတော်ကချမှတ်ပြီးတော့ပါမစ်ကအရန်ရေးကြည့်ဒီပါမစ်ကသူတို့လက်ထက်ရောက်သူတို့ပြန်ဖွင့်ပေးရတယ်ပိတ်နေရနော်ကားတစ်စီးဘလောက်မှမရှိဘူးအဲ့ဒီတော့ကျွန်တော်တို့3500နဲ့ပေးစီနေတဲ့အချိန်မှာနိုင်ငံတကာမှာကားစီးအဲ့လောက်မရှိဘူး မိုက်ဟိုသူများကိုကောင်းဆိုတော့စွန့်ပြစ်တဲ့ကားတော်မှာကျွန်တော်ဆိုဗျာကျွန်တော်ဆိုကျွန်တော်ကားဆိုအလကားပြလိုက်တာအောင်ရှိတယ်။ဆိုင်ကလေးအလကားပြလိုက်အောင်ရှိတယ်။အဲဆိုလို့ကျင်တာဗျာ။အဓိကအရေးကြီးတာကပါမစ်နဲ့နော်။ဒီပါမစ်ကဘာလို့ပိတ်ထားရလဲ။နော်။အဲ့တော့ကျွန်တော်ဆိုလို့ကျင်တာဗျာအရန်ကြီးလည်းကြံ့ခိုင်ရမညွှန်းပါနဲ့နော်။မတော်ဘူးလို့ဆိုတော့တော်ပါလေ။လုံးလုံးရေကန်ရေရှိပါလေ။ဒါမှမဟုတ်လေဟိုတစ်ဖက်စွန်းကြီးအားပေးတဲ့ဒီလိုမျိုးပေါ့။ သူတို့ပိတ်ထားတာသူတို့ပြန်ဖင်ပြတာတော့ဘာမှမလုပ်နဲ့အခုလိုပြောထားပါတော့အခုဆိုလို့ရှိရင်ဒါဥမင်း online ဒါစစ်တပ်ကပိတ်တာစစ်တပ်ပုံကိုကြန့်ခိုင်နေရောက်လာမယ်ကြန့်ခိုင်နေရောက်လာခါမှာအရေးကပိတ်ထားတဲ့ပါမစ်တွေတို့ပိုင်ခွင့်တွေအားလုံးသူတို့ပြန်ဖွင့်ပေးမယ်လေသူတို့ပိတ်တာသူတို့ပြန်ဖွင့်ပေးတာလေဒါအချီးကျူးစရာလားဒါလည်းရှိသေးတယ်နော်။ဘာကြောင့်မဖွင့်လို့လည်းမရဘူး။အခြေခံဥပဒေကအုပ်ချုပ်တဲ့အချိန်မှာစစ်ဥပဒေနဲ့အုပ်ချုပ်တာကြံနေတယ်နော်။အခြေခံဥပဒေကဒီလူတွေကဒီခွင့်ရရအောင်ရမယ်ဖွင့်ပေးရမယ်။စင်ကတ်တယ်။နိုင်ငံငါမလေးလိုဝယ်လို့ရတာဒါပါမစ်တွေချလိုက်တာပေါ့နော်။ဈေးပြိုင်စနစ်တွေနဲ့ဟိုလောက်ခွင့်တွေပေးနေပြီလေ။အဲ့တော့သူတို့တက်လာအချိန်မှာပုံကပိတ်ထားသူတို့ပဲပြန်ဖွင့်ပေးတာ။ ဒါနဲ့ပတ်သက်လာရင်တော့ခင်ဗျားတို့နှစ်ဖက်ကြည့်စေချင်တာပါကျွန်တော်လည်းပြောချင်တာနော်ကဲအရေးကြုံငပေါ့ကြားတယ်နော်ကိုမောင်ပြောရတာ तू မင်းတို့ငါမေးချင်တာကစကားတခုံးကိုပြောပြောတော့မယ်ဆိုရင်အမှားအမှန်ကိုပြောအခုငပေါ့မင်းတို့ငါမေးချင်တာကိုမောင်မောင်ပြောရတဲ့စကားမှားလားမှားလားမှန်လားအဲ့ဒါကိုအရင်ပြောပြီးမှမင်းတို့ပြောချင်တဲ့ဘယံမလားစကားကိုပြောမှားလာတယ်မှန်လာတယ်နှစ်ခုပြော तू ပြောတဲ့စကားမှားလားမမှားဘူးနော်မမှားဘူးဆိုရင်မင်းပြောတဲ့စကားပါလေ ဖားဆန်းတာအဲ့တော့ switcher ငပေါက်တိလားမင်းကနာမည်ပေးလိုက်တိလားငပေါက်မင်းက switcher ငပေါက်နော်အရေးကြုံ switcher ငပေါက်အဲနာမည်ရပြီစောင်းလာတာကွာနာမည်လေးဘာဖြစ်လဲ switcher ငပေါက်အဲတိလားမှတ်သားတော့ငပေါက်တွေ့တယ်မလားအဲ့တော့တအားမညွန်းနဲ့နော်မင်းအမဲ့လေးနေကိုတအားဘုံမမနဲ့မင်းကမတဲ့အစင်မို့မင်းကဟိုဘလုံးပထွေးဖြစ်နေပြီဆိုတော့မင်းကအလုံးလိုက်ငုံပြီးတော့လက်ချောင်းမှသွားဆို့နေတဲ့အစင်ဖြစ်ပြီ တိလားမင်းစင်အဲ့လိုဖြစ်နေပြီဘလုံးဘလုံးဖြစ်နေပြီဝဝဝဖြစ်နေပြီတိလားအဲ့တော့ပြောချင်တာကဒီနေ့ခေတ်ပြည်သူတွေဟာနော်အတ္တိတရားတွေကအရင်ခေတ်လို့မဟုတ်တော့ဟိုအရင်ခေတ်စစ်ဒီနာမတော့ခေတ်အချိန်မှာအိမ်တိုင်းတော့လေဒီယိုလူတိုင်းမဝင်နိုင် အဲ့ဒီခင်မာကတော့မင်းတို့မြမအားသားကဘာကိုလွှမ်းမီးတို့အာဘာဖြစ်တာလဲစသဖြင့်ပောက်ကြီးကစောင်းမုတ်တွေတက်နော်ပြောချင်တာလေးပြောနှုတ်ချင်တာသလွဲ့နှုတ်တက်စုပင်ဆိုင်ပြီးတော့ဒီဇယ်ထုတ်လို့ထုတ်ဗယံပလာတွေလှုပ်လို့ရတဲ့ခင်ကအဲ့ဒီခင်မာကဆက်သွယ်နည်းပညာတွေကဘာနဲ့ကဘာဆိုတာရွာကြီးမဖြစ်သေးဘူးသူများနိုင်ငံတွေဘလို့လှုပ်နေတဲ့အချိန်နဲ့တပည့်ကြီးမတိနိုင်ဘူးနော်အခုဒီနေ့ခင်မာပြည်သူအများစုဟာပြည်ပနိုင်ငံတွေထွက်ကြပြီးနိုင်ငံတကာအမြင်တွေရှိတယ်သူများနိုင်ငံတွေမှာဘလို့စနစ်တွေအုပ်ချုပ်တယ်သူများနိုင်ငံသားတွေဘယ်အဆင့်တန်းနေရတယ် ူများနိုင်ငံမှာမွေးတဲ့ခွေးတောင်မှဘလို့မျိုးအခွင့်အရေးတွေရလဲငါတို့နိုင်ငံမှာမွေးတဲ့လူဟာသူများနိုင်ငံခွေးလောက်တော့အခွင့်အရေးမရဘူးအဆင့်တန်းမရှိဘူးဒါတွေဟာဘာကြောက်လဲငါတို့နိုင်ငံအုပ်ချုပ်တဲ့ကောင်တွေရဲ့ရုပ်မာမှုဆိုတာပြည်သူအများစုကကောင်းကောင်းသိတယ်အဲ့ဒီအတွက်မင်းတို့လူရမဝင်ဖြစ်နေတယ်အဲ့တော့အဲ့တော့လူရမဝင်နေမင်းတို့ကဘာဖြစ်လဲဆိုတော့လူရမဝင်နေမင်းတို့အခုကိုမမောင်တော့လူအမှန်တရားကိုလက်မခံလာပဲနဲ့လူရမဝင်နေပေါက်ခဲ့ပြောပြီးပေါက်ခဲ့လို့ပြီဆိုတော့မင်းတို့တဖြည်းဖြည်းနဲ့မင်းတို့တန်ဖို့อ่ะ ာဖြစ်လဲအေးနော်အဲ့တော့လောလောဆယ်မင်းကပွဲတစ်ခုထပ်ပေးလိုက်မင်းတို့ကပွဲရရင်ဒါအကြိုက်တယ်မလားဟမ်ဟုတ်တယ်မလားမင်းတို့ဝီရဒူတော်မှပွဲရပါနေဟုတ်တယ်မလားအေးအဲ့လိုပဲမင်းနိုင်ငံပဲရွှေကြငပောက်နော်နောက်နောက်နောက်မှတ်ထားနော်ကျွန်တော်ဒီကနေတခါလေးချင်ညာပါတယ်ငပောက်နဲ့ပတ်သက်လို့နာမည်ရေးတာပဲဖြစ်ဖြစ်နာမည်ခေါ်တာပဲဖြစ်ဖြစ်ဘာပဲလုပ်လုပ်ပါဟိုဘက်ဒီဘက်အကုန်လုံးအစ်မငပောက်အနောက်ကဂွင်းဆောင်ဂွင်းမေးရွှေကြထဲရင်တဲ့မထဲရင်အရှိရနေခေါ်လာပို့အဆင်ပြေတယ်အကြီးကျုံရွှေကြငပောက် မန်ပါလာဇိကအရေးကြုံရွှေကြံငပောက်လှရတော့နာမည်လေးကပါလာဇိကအရေးကြုံရွှေကြံငပါဇိကမပါလို့မရဘူးဘာဖြစ်လို့ဆိုတော့ယဟန်နဘာဟာပါလာဇိက၄ပါးကြဝိုင်းဘယ်တော့မှယဟန်မဖြစ်တော့ဘူးအဲ့တော့ငပောက်ကိုမေးကြည့်လိုက်ပါငပောက်ဟာပါလာဇိကကြလားမကြဘူးလားဆိုတော့သူ့ကိုသူမေးကြည့်လိုက်အဲ့ကောင်ပေါ်ဖြေရလားလို့ငါပါလာဇိကကြမဟုတ်ဘူးငါဟာယဟန်စစ်တယ်လို့တိတ်ခါရှိရှိပြောရလားအဲ့ကောင် မပြောရဘူးငပောက်ကကျွန်တော်နဲ့အသက်တူတူပဲတိလားအရေဂျုံပြီးတော့လိန်ညာစားနေတဲ့လူလိန်တိလားအဲ့တော့သာသနာဖြတ်လူလိန်အဆင်မရှိတယ်ဒီလိုကောင်မျိုးတွေကတက်ဆိုးမကြောက်မပုတ်မယူကြည့်လိုက်နော်အဲ့တော့ရွှေချာငပောက်တော့ကတော့ပြောလိုက်ပါမှကိုမမောင်စုံးမှာွားတဲ့ဩဝါဒလေးကိုခံစားပါပါလို့နော်အဲ့တော့ပထွေးတွေကိုအမောမတင်နဲ့တိုင်းပြည်ကိုဖြစ်နေတဲ့လူပြည်ကိုဘာဖြစ်လဲတိုင်းပြည်ရဲ့ကျေးဇူးရှင်လို့ပြောလို့ပြော တိုင်းပြည်ကိုကောင်းစေခြင်းလို့စနစ်တစ်ခုတည်ဆောက်နေတဲ့လူတွေကိုအကျန်းဖက်လို့ပြောလို့ပြောတပုံတမြလို့ပြောလို့ပြောနော်အဲ့တော့အဲ့ဒီခက်ကိုထားပြခဲ့ပြီတော့လို့နော်ရွှေကြားဆိုတဲ့နာမည်ကို အမည်ပေးပြီးကင်မွန်းတက်လိုက်ပါတယ်လို့